ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေရတော့ဗောနော်ကျွန်တော်တို့ဒီကျွန်တော်တို့ကဗောနော်ပထမကျွန်တော်က၄၃၄နဲ့ပတ်သက်လို့၂ကွက်ထုတ်ပေးခဲ့တယ်၂နဲ့ပတ်သက်လို့၃ကွက်ထုတ်ပေးခဲ့တယ်ဗောနော်အဲ့မှာကျွန်တော်၄နဲ့ပတ်သက်လို့မအောင်ခဲ့ဘဲနဲ့၂နဲ့ပတ်သက်တာကတော့ကျွန်တော်တို့အရန်အင်းနဲ့ပဲအောင်တယ်လို့ပြောရမှာဗောနော်ကျွန်တော်ကပေးတာ၂ရှစ်ထွက်သွားတော့၈နှစ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့အရန်နေနဲ့ပဲအောင်တယ်လို့ဆိုရမှာပဲဗျာနော်အဲ့မှာကျွန်တော်တို့ key bind တွေပြန်ကြည့်မယ်ဆိုရင် key bind မှာဆိုရင်ကျွန်တော်တို့ကမနေ့ပိုင်းက9 3 3 5 3မှာ3တလုံးထိသွားခဲ့တယ်ညနေပိုင်းမှာ8နှစ်က2တလုံး8တလုံးထိသွားခဲ့တယ် key ထိတ်မှာတော့ကျွန်တော်တို့ key ထိတ်အနေနဲ့မထွက်ဘဲနဲ့ key အနေနဲ့ပဲကျွန်တော်တို့ထွက်ခဲ့တယ်နော်နောက်တစ်ခါကျတော့ဒီ master key မှာလည်းကျွန်တော်တို့ညနေပိုင်းမှာနှစ်ဆိုပြီးကျွန်တော်ဆွဲခဲ့တယ်နော် အဲ့မှာကျွန်တော် brake line ကိုကြည့်မယ်ဆိုရင် brake line မှာကျွန်တော်တို့9390ဟိုပါပေါ့နော်2049ဆိုတဲ့ brake ကမထွက်သေးပါဘူး9390ဆိုတဲ့ brake ကတော့ကျွန်တော်တို့35ဆိုတဲ့10 brake ကျွန်တော်ထွက်ခဲ့တယ်နောက်တစ်ခါ ဟိုဟာရှင်းနစ်ဆိုတဲ့၃ညပြိတ်ထွက်ခဲ့တယ်နော်ဒီပြိတ်ကတော့အောင်သွားပြီပေါ့နော်ကျွန်တော်တို့ကြံတာကဒီပြိတ်ကြံနေခဲ့တယ်ဟုတ်လားကြံနေသေးတယ်နော်သူက၃ရက်အတွင်းထွက်ရမှာ၄ခုနော်အဲ့မှာကျွန်တော်တို့1ချိန်အနေနဲ့ပြောခဲ့ရင်လည်း2 9နဲ့2ခွန်ဆိုပြီးကျွန်တော်ပြီးတဲ့အခါမှာနှစ်ခုတစ်လုံးအောင်တယ်လို့ဆိုရမှာပဲဗျာနော်နှစ်ကကျွန်တော်တို့ဘိုင်းဖြစ်တဲ့အတွက်အဲ့မှာကျွန်တော်နှစ်တရဘိုင်းမင်းနဲ့တူရဲ့ဖြစ်နေတယ်ဒါမှမဟုတ်ကျွန်တော်နှစ်ကိုပို့ကြိုက်ပါဆိုပြီးဒီ၃ခွက်ကျွန်တော်ထည့်ပေးခဲ့တာနော်အဲအဲ့တော့ကျွန်တော်တို့တောက်ကြံနေရတော့အရန်လောက်နဲ့ပွဲသိမ်းအောင်ပွဲသိမ်းခဲ့တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ လာမဲ့တနင်္လာနေ့အတွက်ကိုအင်္ဂါနေ့အတွက်ကို sorry နော်တနင်္လာပိတ်တာတော့တနင်္လာကိုစိတ်ဆွဲသွားလို့ပါအဲ့တော့အင်္ဂါနေ့အတွက်ကိုကျွန်တော်20လေးစလိုက်ရအောင်တွင်းလေးတွေစမယ်ဆိုရင်ညမှာကျွန်တော်တွင်းနဲ့မစတော့ဟိုးတော့ကကျွန်တော်ဟိုဟာပေးခဲ့ဘူးတဲ့အမျိုးတို့ပေးခဲ့ဘူးတဲ့နီးလေးကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာမှန်နေတာတွေ့တဲ့အတွက်အဲ့ဒီကောင်ကိုကျွန်တော်ကြီးယူတဲ့နီးလေးနဲ့ပဲကျွန်တော်ပြောသွားမယ်နော်တွက်မှာမဟုတ်ဘူးဟုတ်လားကြီးယူတဲ့နီးပဲကျွန်တော်ပြောသွားမှာအဲ့တော့ကျွန်တော်ဘယ်ရစမလဲဆိုတဲ့အခါကျတော့ 1608ကစမယ်ဗျအဲ့တော့ကျွန်တော်တို့1608ကနေစမယ်အဲ့ဒါရှေ့မှာလဲနော်ဒီကောင်ကပြန်မှန်သလားဆိုကျွန်တော်ပိတ်ထားရက်တွေမှာကျွန်တော်စစ်ဆေးတဲ့ခါမှာမှန်တာကိုတွေးရတဲ့အတွက်ကျွန်တော်ပေးခြင်းဖြစ်တယ်နော်1608 1608ဒါတော့ကြိုက်တဲ့လူယူပေါ့နော်34 68 34 68 68 68 68 3 3ဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့ကသူကဘာကိုယူသလဲဆိုတော့လွယ်လွယ်လေးပါနော်ဒါကကျွန်တော်အရင်လဲဟိုပြခဲ့ဘူးတယ်ဗျအမျိုးတို့မှတ်မိကောင်းနဲ့မှတ်မိမယ်ဟိုတော့ဟိုတော့ကဒါလူဟောင်းနေတော့မှတ်မိမယ်နော်တော်တော်လေးတနည်းနီးပါတော့တော့ရှိတူတယ်နော်သူကဘလို့ယူလဲဆိုရဲ့ခါကျတော့ဒီကောင်ရဲ့တဲ့ဒီကောင်ရဲ့တဲ့ဒီကောင်ရဲ့ဒီ3လုံးဒီ3လုံးကအဲ့တော့ဘာရတယ်လဲဆိုတဲ့ခါကျတော့ရှေးရှေး3ဟာလား883ဆိုတဲ့ ကြီးတောင်းလုံးသွားတယ်ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့၈ကတူနေတဲ့အတွက်၈၃ပေါ့နော်အဲ့လိုထွက်ရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်တက်တဲ့မအောင်ပါဘူး၉ရှစ်၉ရှစ်တဲ့ဟော၉ရှစ်မှာကျွန်တော်တို့ဒီတလုံးဖယ်ရင်တော့မနော်၈၃ဆိုရင်နှလုံးနဲ့ကစားမှာပေါ့တခါတည်းရမှသူတို့ဒီကောင်ကဒီကောင်ကျတော့တမျိုးသူကသူတို့သုံးလုံးစုံဝိုင်းအနည်းဆုံးနှလုံးနဲ့ဆိုဝမ်းကြီးအနေနဲ့ပြန်ကစားလို့ရတယ်ပေါ့နော်20လေးအရင်တော့ရှေ့မှာလည်းမှန်ခဲ့တယ်နော်အဲ့တော့ဒီမှာဒီရှစ်ကလေးကိုကျွန်တော်တို့က အောင်ခဲ့ပါတယ်နော်ဒီရှစ်ကလေးထိပြီးတော့ကျွန်တော်တို့ကိုယ်ချက်ရှင်မှာကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျလွယ်ပါတယ်လွယ်တယ်နီးဆိုတော့အထင်သေးကောင်းလဲသိမှာပေါ့နော်ဒါတော့ကြာရင်တော့ယူပေါ့ဟုတ်လားနောက်တစ်ခါကျတော့ကျွန်တော်တို့ခွန်ခွန်တင်ငါခွန်ခွန်တင်ငါခွန်ရှိရှိချခွန်ရှိရှိချ6ခွန်ရှိ4 6ခွန်ရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားတယ်အဲ့မှာလဲဒီလိုပါပဲဒီ9ရဲ့တဲ့ဒီ6ရဲ့တဲ့ ဒီ၄ရယ်ကိုယူရပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ဗာလဲဆိုရဲခါကျတော့5 6 4ဆိုရဲကီးပါတဲ့ဒီကီး၃လုံးကဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗာရထွက်သွားတယ်လဲဆိုရဲခါကျတော့6ခွန်6ခွန်နဲ့6ခွန်မှာ6တလုံးထိခဲ့ပါတယ်1ခွန်1ခွန်နဲ့1ခွန်မှာတော့ကျွန်တော်မထိခဲ့ဘူးပေါ့နော်အနည်းဆုံးသူလဲဒီလိုပဲတစ်ချိန်တစ်ချိန်ပေါ့နော်အဲ့တော့ကီးအနေနဲ့ကစားလို့ရပါတယ်နော်2 2 5 3 5 3 နှစ်6 3ခွန်း2 6 3ခွန်း5နှစ်16ခွန်း5နှစ်16ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လိုကြည့်မယ်ဆိုရင်ဒီ3ရယ်ဒီခွန်းရယ်ဒီ6ရယ်အဲ့တော့3ခွန်း6ဆိုတဲ့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားကြလဲဆိုတဲ့အခါကျတော့16 16တဲ့16မှာ6စလုံးထိပြီးအောင်ခဲ့ပါတယ်14 14တဲ့14မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ ကဲနောက်တစ်ပြင်တွေ့ပါမယ်နောက်တစ်ပြင်ကြည့်ပါမယ်ခွန်း9 9 1 3 3 3 9 2 6 3 9 2 6ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကြည့်မယ်ဆိုရင်လည်း2ကဲ3ရဲ6ကဲကီးပါတဲ့2 3 6ဆိုတာကီးပါတဲ့အဲ့တော့ဒီကီး3လုံးကဒီပြန်မှာထွက်ရမယ်တဲ့အဲ့တော့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ သုံးညာနှစ်ဟောသုံးညာနှစ်မှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်သုံးညာရတယ်ရှစ်သုံးညာမှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်ကြည့်ပါမယ်ရှင်ငါကိုငါရှင်ငါကိုငါ6998 6998 6998ဆိုပြီးဒီလိုမျိုးရှိတယ်အဲ့ဒါအဲ့ဒါကနော်ကျွန်တော်ပြပြမယ် ။အိုးတော့ကျွန်တော်ကဒီလိုမျိုး၃ရက်တစ်ဖြတ်တောင်မဟုတ်ဘူးเนาะ၃ရက်တစ်ဖြတ်မဟုတ်ဘူးစက်တက်စက်တက်စက်တက်ယူတာအဲ့လိုစက်တက်စက်တက်ယူသွားလဲကြီးတယ်မိတယ်เนาะဒါပေမဲ့တစ်ချက်တစ်ချက်မှာတော့ဖောက်ကလေးဖောက်နာလေးရှိပါတယ်เนาะအဲ့တော့ဒီမှာ၉၅ရဲတဲ့၈ကဲတဲ့၉ရဲ၅၈၉ဆိုတဲ့ကီတောင်းလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့ဟောရှစ်ရှစ်မှာရှစ်တလုံးထိခဲ့ပါတယ်နှစ်တည့်နှစ်တည့်တဲ့နှစ်တည့်မှာတော့မအောင်မအောင်ဗျဒါအရင်ကကျွန်တော်ဒီလိုဒေါင်းနဲ့ ြထားတာเนาะဒီလို down line ပြသွားကြီးယူနေလေးဟိုလူကောင်းနေမှတ်မိမယ်เนาะခွန်ခွန်လေးငါခွန်ခွန်လေးငါလေး3 3ညခွန်လေးအမ်လေး3 3ညခွန်3ညခွန်95 13 95 13ဆိုပြီးဒီလိုမျိုးရှိပါတယ်တဲ့အဲ့တော့ဒီမှာ9ရဲ့တဲ့ခွန်ရဲ့တဲ့3ရဲ့ကြီးပါတဲ့9ခွန်3ဆိုတော့ကြီး ဒီ3လုံးကကြီးပါတဲ့အဲအဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲ3တိ3တိဟော3တိမှာ3လုံးထိခဲ့ပါတယ်6 8 6တဲ့6 8မှာတော့မထိပါဘူးဗျနောက်တစ်ပင်ကိုတွက်ပါမယ်ကြည့်ပါမယ်6 3 4 5 63945 4493 4603 8688ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ ထွက်ထားပါတယ်အဲ့ဒါလေးကိုကြည့်မယ်ဆိုရင်ဒီ9ရဲ့ဒီ3ရရဲ့ဒီ8ကရာကီးပါတဲ့9 3 8ဆိုတော့ကီးပါတဲ့နော်ဒီကီး3တော့ဒီပြင်မှာဆင်းရမယ်တဲ့အဲ့တော့ကျွန်တော်ဘာလေးထွက်သွားလဲကြည့်မယ်3ညာ4တဲ့3ညာ4မှာ3ညာတလုံးထိပါတယ်3ခွန်း3ခွန်းနဲ့3ခွန်းမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်ကိုကြည့်ပါမယ်6 2 9 6 6 2 9 6 9 6 ငါငါတကိုငါငါတကိုနေကို၄၃ညဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့ကီးအနေနဲ့ရွေးမယ်ဆိုရင်6ရက်9ရက်3ညရက်တဲ့6 9 3ညဆိုတော့ကီး၃လုံးဒီပြင်မှာထွက်ရပါမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်ရအောင်3ည5 3ည5မှာ3ည3လုံးထိခဲ့ပါတယ်၄ခွန်၄ခွန်နဲ့၄ခွန်မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျ ကဲအဲ့တော့ကျွန်တော်ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီတပင်းကလွဲလို့ဒီတပင်းဆိုရှေ့အပင်ကမှကျွန်တော်ကြည့်လိုက်မယ်နော်ခဏလေးရှေ့မှာသို့လို့ကျွန်တော်တမျက်နာပဲပြရရှေ့အပင်ကမှကျွန်တော်တို့ကြည့်လိုက်မယ်နော်ခဏလေးကျွန်တော်တို့ရှေ့အပင်နေမှာလည်းရှိရပြနော်ကျွန်တော်တွက်မှပြပြဒီမှာနော်ခွန်ရှစ်၃ညဆိုရင်ဒီမှာခွန်ရှစ်၃ညဆိုလဲဒီမှာ၃ညနော်နောက်တော့က၃ညခွန်၃ညဆိုတော့ခွန်၃ညမှာလဲဒီမှာခွန်နော်အဲ့မှာအဲ့မှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်မနေ့ပိုင်းနေကြီးပဲနော်

ရှင်းနှစ်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ရှိတယ်ဒီကီတောင်းလုံးကအများသောအပြင်မနေ့ပိုင်းကိုအာဖြစ်တာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့5 6နှစ်ဒီ6ကဲဒီ5ရဲ့ဒီနှစ်ကဲအဲ6 5နှစ်ပေါ့နော်6 5နှစ်ဆိုတဲ့ကီတောင်းလုံးဒီအပြင်မှာထွက်ရမယ်တကယ်ကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့စဉ်းစားအောင်ကီထိတ်နဲ့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ကတင်းင်းလာနေတဲ့အတွက် ကီထိတ်အောက်အင်္ဂါနေ့တင်းင်းလာပဲစိတ်ဆိုးဆိုးနေနော်စိတ်ကစိတ်က ကီးထိတ်အင်္ဂါနေ့အတွက်ကီးထိတ်ကကျွန်တော်တို့ဘာရတယ်လဲဆိုရင်ကို6တပါတဲ့နော်ကို6တေခုနကီးယိုယိုကကျွန်တော်တို့ကီးယိုယိုကဘာရလဲ6 5နှစ်ကောင်းပြီအဲ့တော့ ဒီနေ့မှပြန်ကြည့်ရင်ကျွန်တော်က6တလုံးပိုင်းလို့လည်းပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအပေါ်အောက်ကတ်မလားသူဒီမဟုတ်ကျွန်တော်တို့ဟိုပါပေါ့နော်မာစတာကီးနဲ့ပဲကတ်မလားမာစတာကီးဆိုရင်ပထမမာစတာကီးကဘာရတယ်လဲဆိုရဲ့ခါကြတော့ရှေးတတုံးငါနော်ဟုတ်ပြီရှေးတတုံးကဒုတိယမာစတာကီးက6 4 6 1အော်အဲ့မှာပြန်ကြည့် အဲ့တော့ကျွန်တော်ဒီမှာပြန်ကြည့်မယ်6 6 6တစ်ဆိုရဲထိတ်နေဒီမှာ6 6တစ်ဆိုတော့အောက်တန်းနေရတော်တော်များများသွားကိုက်ကြိုက်ဆိုင်နေတဲ့အတွက်ကျွန်တော်တို့အပေါ်အောက်ပဲကတ်ကစားတဲ့သဘောမျိုးတက်ရောက်အောင်ကျွန်တော်ကတော့ဒီ6 6တစ်နဲ့8 1 3 5နဲ့ပဲကတ်မယ်နော်အဲ့တော့ကျွန်တော်ကတ်မယ်6 8ကျွန်တော်ကတ်တယ်လို့ကြိုက်ရင်မှာကတ်နော်6 8 6 3 6 3 6 5 6 5

လေးကိုပရိတ်ဆိုကိုငါလို့ကျွန်တော်ထွက်ထားတယ်เนาะဒီမှာနောက်တော့ကကိုလေးပရိတ်တော့ကလည်းဒီမှာဟိုကိုလေးပရိတ်တော့ကလည်းကျွန်တော်တို့ပါလဲကိုလေးပရိတ်တော့ကလည်းကျွန်တော်တို့နှစ်ကိုလေးပရိတ်ကခဏလေးနော်အဲ့တော့ကျွန်တော်ဒီမှာ6လေးပရိတ်တွေကလည်းဟိုက2လေး6 6ဆိုပရိတ်ကဆင်းရမယ်တဲ့ဒီမှာ4ပရိတ်ဆင်းတယ်အခုကဒီမှာ6ကိုပရိတ်တယ်6ကိုပရိတ်ပေါ့နော်4ပရိတ်ရော6ကိုပရိတ်6ကိုပရိတ်ဆိုရင်လည်း2လေး6 6ပဲဆင်းရမယ်လို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောခဲ့တယ်နော်2 4 6ဆိုတဲ့ပရိတ်3ရက်အတွင်းမှာဆင်းရမယ်တဲ့ဟော ကျွန်တော်တို့တောက်ကြနေရဆင်းမသွားဘူးเนาะเนาะအဲ့ဗရိတ်ကကျွန်တော်ဆင်းမသွားဘူးเนาะဒီကောင်လေးထိတ်လာရင်လေးလေးထိတ်လေးထိတ်လာရင်ကျွန်တော်ကနှစ်ခွန်လေးကိုဆိုရယ်ဗရိတ်ကဆင်းရမယ်ဆိုတော့ဒါမှလေးထိတ်လာတော့ကဒီမှာလေးဗရိတ်ဆင်းသွားရယ်เนาะနောက်တစ်ခါကိုးထိတ်လာရင်လည်းကျွန်တော်တို့က9338ဆိုတာလေဒီမှာ9338ဆင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ95ပေါင်းတော့၄ကို၄ကိုဆိုရယ်ဗရိတ်ကြောင့်2496ဆိုရယ်ဗရိတ်ကမဆင်းသေးဘူးเนาะအဲ့တော့ကျွန်တော်2496ဗရိတ်က တောက်ကြနေရမစင်ဘူးတင်းလာနေရပိတ်တယ်เนาะတင်းလာနေရပိတ်တယ်เนาะဟာလာတင်းလာနေရပိတ်တယ်အင်္ကာနေ့ကိုကျွန်တော်တို့ကစင်ဖို့အားများတယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့စင်ဖို့အားများတယ်လို့ယူဆတယ်လဲဆိုရင်တဲ့နောက်တစ်ခါကျွန်တော်တို့ရှစ်ထိတ်ဩရှစ်ထိတ်မှာ80နှစ်80နှစ်လို့ရှစ်ထိတ်လို့လာလို့ရှိရင်လည်း2 4 6 6ဆိုတဲ့ပရိဟာ300အတွင်းလာပါမယ်ဟောဒီမှာလဲတခါပြန်ပြီးတော့ထပ်ပြီးတော့ထောက်ပြီးပြတယ်ဟုတ်လားထောက်ပြီးပြတဲ့အတွက်2 4 6ဆိုတဲ့ပရိကနှစ်ခုပြထားတဲ့အတွက်တစ်ခုဒီကျွန်တော်တို့ကျင်းစဉ်ဒီဘာလို့ဆင်းဖို့များပါတယ်အဲ့တော့ကျွန်တော်2 4 6နဲ့ပတ်သက်လို့လိုက်ကြည့်မယ်ဆိုရင်2ပရိ4ပရိ4ပရိ5ပရိ5ပရိ2ပရိ4ပရိ6ပရိပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါတွေသွားရတယ်နော်အများလာလာထပ်ပြီးစဉ်းစားပြမယ်နော်အဲ့တော့ကျွန်တော်တို့ကအဲ့မှာအဲ့လိုရတယ်ရတဲ့အခါကျတော့ကောင်းပြီ ကျွန်တော်တို့ဒီနေရာမှာ63နဲ့ဟောဟာဒီမှာဒီကီးနဲ့မထီဘူး63မစင်စားဘူး65 okay ထီတယ်68 okay ထီတယ်63 okay ရယ်ထီတယ်18မထီဘူး11မထီဘူး13မထီဘူး15ထီတယ်အဲ့တော့ကျွန်တော်တို့ကဘာရရလဲ65ရယ်68ကဲ63ရယ်15ရယ်ဒီ၄ကွက်ပဲရတယ်ဟုတ်လားဒီ၄ကွက်ပဲရတယ် အဲ့တော့ကျွန်တော်တို့ဒီလေးကွက်ကိုတော့အမျိုးတို့ကြိုက်ချင်းထိုးပါ မကြိုက်ချင်းလည်းမထိုးပါနဲ့နော်ဒါကတော့ကျွန်တော်ဟိုကွန်မန့်တစ်ခုမှရေးထားတာတော့တွေ့ပါတယ်ကျေကျွတ်တင်ပါတယ်ကျွန်တော်ပြောတာ तू က तू ကပြောတာတော့ခတ်မှာမှာပေါ့နော်ခမရဟိုပါပေါ့အဲထုတ်ထုတ်ကွက်ကိုမယုံလို့လေကီးကီးပဲယူကစားတယ်ပေါ့ဆိုတဲ့ဟာမျိုးပေါ့နော်ဒါလည်းလုတ်ပါကျွန်တော်အစောကြီးတော့ခွင့်ပေးပြီးတာဟုတ်လားကျွန်တော်ကီးထိပ်ပဲယူကစားကစားကီးကိုပဲယူကစားကစား break ကိုပဲယူကစားကစား master key ကိုပဲယူကစားကစားအဓိကကတော့ကျွန်တော်တို့ပေါက်ဖို့ရေးကြည့်ပါတယ် နော်ပေါက်ဖို့အရေးကြီးပါတယ်နော်နောက်တစ်ခုကဒီ၄ကွက်ကတော့ကျွန်တော်အကြိုက်တယ်ဘောင်းလဲဆိုအပေါ်အောက်လဲပြီးသလိုမျိုးဖြစ်နေတယ်ဗောနော်အဲ့တော့ကျွန်တော်တို့အပေါ်အောက် సై ကလီလဲဖြစ်နေတဲ့အတွက်ကျွန်တော်ကြိုက်ပါတယ်မျိုးတို့လဲကြိုက်ချင်းယူပါမကြိုက်ချင်းလဲမယူပါနဲ့နော်ဟိုခုနဟိုတယောက်ပြောသလိုပေါ့ငါခမားထုတ်တဲ့ဂွင်းနေရတဲ့အဲဟိုဟိုဟာမကြိုက်လို့ဗောနော် ညံ့လို့ပေါ့သူပြောတဲ့ပြောတာတော့အဲဒါပေမဲ့ဟိုတချို့ကလည်းဗာပြောလဲဆိုတော့မင်းဟိုကပေါ့နော်လူတယောက်မှာတဲ့ကောင်းကွက်ဆိုတာတခွက်ရှိတယ်ပေါ့နော်အဲ့တော့သူကဗာကောင်းတယ်လဲသူကောင်းရင်ညံ့တယ်လို့ခေါ်လို့မရဘောလူတော်ပေါ့ဥပမာပေါ့ကျွန်တော်ကီးကီးတွေအယူကောင်းတယ်ပေါ့နော်ဒါဆိုရင်လဲသူကအဲလူတော်လို့တတ်မှတ်မှာပဲပေါ့တယောက်ကတော့ခင်ဗျားညံ့လို့ပေါ့ညံ့နေဆိုတဲ့အဓိပ္ပာယ်ကိုပြောရပါဘာဖြစ်ဖြစ်ပါပါကျွန်တော်စိတ်မဆိုးပါဘူးเนาะကဲအဲ့တော့ကျွန်တော်ပြောတာကရှင်းရှင်းလေးအဲ့တော့ကြိုက်တာကိုယူကစားเนาะမကြိုက်တာကိုမယူကစားနဲ့နောက်တစ်ခုကျွန်တော်ပြောချင်တာအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့82လို့ 8နှစ်သို့မဟုတ်နှစ်ရှစ်ကျွန်တော်တောက်ကြန်နေရနော်နောက်ဆုံးပြရ80နှစ်ထွက်တယ်8နှစ်လိုပဲထွက်ထွက်နှစ်ရှစ်လိုပဲထွက်ထွက်တဲ့အဲ့ဒါကဘာလဲဆိုအခွေကြိုက်တဲ့လူတွေအတွက်ကျွန်တော်ပေးခြင်းဖြစ်တယ်နော်အဲ့ဒီကောင်ကဘာလဲဆိုတော့3 8 5 3 9ဆိုတဲ့အခွေလာပါလိမ့်မယ်တဲ့3ရက်အတွင်းနော်ဒါပေမဲ့3ရက်အတွင်းမှာထွက်တာများပါတယ်ဒါပေမဲ့ကြော်ချင် ကျော်သွားခဲ့ရင်လည်းတခါတရံမှဖြစ်တတ်တာတော့ရှိပါတယ်။ဒါပေမဲ့များသောအားဖြင့်၃ရက်တွင်မှထွက်ပါတယ်။အဲတော့အခွေကိုကြိုက်ခြင်းနဲ့အခွေယူထိုးပေါ့ဗျာ။ key state ကိုကြိုက်ခြင်းနဲ့ key state ကိုယူထိုး key ကိုကြိုက်ရင်လည်း key ကိုယူထိုး master key ကိုကြိုက်ရင်လည်း master key ကိုယူထိုးတာဘလို့ပဲဖြစ်ဖြစ်ထိုးပါ။နောက်ပေါက်ဖို့အရေးကြီးပါတယ်။ကျွန်တော်ဟိုဟာဖြစ်တဲ့ဟာကိုကဲဗီဒီယိုရိုက်ခြင်းနဲ့မထင်မပဲအဲ့ဒါရောက်လာတော့နော်။ဆက်ဆက်ကလေးတွေနည်းနည်းပြတ်သွားခဲ့တယ်။နားလည်ခွင့်လို့ပြပါခဲ့။ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်။အားလုံး ကျန်နေတဲ့ကြမယ်ထင်ပါတယ်မကျန်နေတဲ့လူတွေလည်းကြော်သွားပါတော့ကျန်နေတဲ့လူတွေလည်းယူပါခဲ့အဲ့တော့အားလုံးတင်းနေလာမဟုတ်ပေမဲ့အင်္ကာပေါ့နော်အပွင့်နေဖြစ်သွားတဲ့အတွက်အပွင့်လှလှနဲ့ရကြပါကြအောင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဒီဘူတို့ဖန်တွေကိုကျွန်တော်ဒီမှာနေမယ့်အဆုံးတတ်လိုက်ပါတယ်ဗျာ